အားလုံးပဲမင်္ဂလာပါဒီနေ့တရားတင်မဲ့သင်ခန်းစာကတော့အခန်းနှစ်လေ့ကျင့်ခန်းနှစ်သမ5ကနံပါတ်1ကနေခုနှစ်ရှိပဲဖြစ်ပါတယ်ဒီကမှကျတော့ဗားရီတရားမလဲဆိုရင်เนาะစာပွဲပိန်းကြီးသင်ရမှာပါအဲ့ဒီနံပါတ်1ကိုသွားပါမယ်เนาะနံပါတ်1က60နဲ့35ကိုအပြတ်စားနိုင်မဲ့ကြီးစိုးပြေကိုရှာပါတဲ့ဒါဆိုရင်60နဲ့35ကိုအပြတ်စားနိုင်မဲ့ကြီးစိုးပြေကဘယ်လောက်လဲလို့ကြည့်နေတာဒါဆိုရင်ကျွန်တော်က60နဲ့35ကိုအပြတ်စားနိုင်မဲ့ကြီးစိုးပြေကိုလို့ကြည့်ရင်60နဲ့35ရဲ့အကြီးဆုံးပုံစံပဲကိုရှာရမှာ တယ်။ဒါဆိုပထမဆုံးကျွန်တော်တို့ကဆောင်းရည်ရေစိုးခွဲ့ပဲပေါ့နော်။60ဦးဆောင်းရည်ခွဲ့တဲ့အခါမှာနှင်းမြောင်းနှင်းမြောင်း3မြောင်း5ဆိုပြီးရရှိပါတယ်။အဲ့ဒီမှာကျွန်တော်နှင်းနဲ့နှင်းနဲ့မြောင်းလေးရတယ်၊၄နဲ့3မြောင်း7ရတယ်၊7နဲ့5ဒီက60ဒါကြောင့်မို့60ဆောင်းရည်ခွဲ့တဲ့အခါမှာနှင်းမြောင်းနှင်းမြောင်း3မြောင်း5ဆိုပြီးရရှိပါတယ်။ဒါဆိုကျွန်မကနှစ်ကနှစ်ထက်ဖြစ်တဲ့နှစ်နှစ်ထက်အများ3မြောင်း5ဖြစ်ပါတယ်။နောက်က35ကိုဆောင်းရင်းခဲတဲ့ကောင်မှာ9ခုနဲ့35ကျွန်တော်ကတော့ခွဲလို့မရတော့ဘူးဒါကြောင့်မို့ခလာတော့9မြောက်ခုနှစ်ပါနော် ။ဒါဆိုရင်60နဲ့35တို့ရဲ့အကြီးဆုံးပုံစာခွဲကိန်းစာခွဲကိန်းကိုလိုချင်ရင်ကျွန်တော်တို့ကတူရာယူရဖြစ်တဲ့တဲ့ကျွန်တော်ပါတော့ငါးတွေကတူရာဖြစ်တဲ့ငါ့ကိုပဲလိုက်ပါရစေ။နောက်တစ်ခုကနံပါတ်2အပကိန်းတို့ရဲ့စာခွဲကိန်းများအားလုံးကိုရှာပါ။ဘာဘာဓာတ်ကြီးကိန်းလုံးစီအတွက်ဘုံပါကြီးကိန်းတို့ကိုရှာပါ။ခုနောက်အကြီးဆုံးပုံစာခွဲကိန်းကိုရေးပြပါမယ်။အဲ့ဒီနံပါတ်2မှာနံပါတ်2ကာကြီးမှာပေါ့နော်။ရှိတဲ့စနစ်ရဲ့ကိန်းတွဲပေါ့။ကိန်းတွဲကိုကျွန်တော်တို့ကစာဝင်းခွဲမယ်ပြကြမှာဘုံစာဝင်းကိုရှာမယ်ပြကြမှာအကြီးဆုံးပုံစာဝင်းကိုရှာမယ်နော်။ အဲ့ဒါပထမဆုံးရှေ့ရှေ့နော်ရှေ့ရဲ့ဇာဝေးကိုခဲတဲ့ကမှာရှေ့ကိုဇာဝေးခဲတဲ့မှာတိရှိတိရှိပြင်လေးတိရှိဒါကြောင့်မို့နေ့ရှိဇာဝေးကြီးနေရတိရဲ့နေ့ရဲ့လေးရဲ့ရှေ့ရဲ့ဆိုတော့စဉ်းလိုက်ရလို့ရပါတယ်။ဒီမှာစနေ့ရဲ့ဇာဝေးကိုခြားတဲ့ကမှာတိစနေ့လေးစနေ့နေ့၆လီစနေ့၃လေးလီစနေ့ဒါကြောင့်မို့နေ့ရဲ့ဇာစနေ့ရဲ့ဇာဝေးကြီးနေရတင်းနေ့၃လေး၆စနေ့တို့ဖြစ်ပါတယ်။အဲဒီရှေ့နဲ့စနေ့တို့ရဲ့ဘုံဇာဝေးဘုံပါနေရဲ့ဇာဝေး နော်ရှင်းမှာ1နှစ်၄ရှိဒီမှာ1နှစ်3လေးရှောက်စနေပေါ့1နှစ်၄ပေါ့နော်ဘုံပါတဲ့စာဝေးကိန်းတွေက1နှစ်၄ဖြစ်ပါတယ်ဒါဆိုရင်အကြီးဆုံးစာဝေးကိန်းက၄ဖြစ်ပါတယ်နော်ဟုတ်ပြီနောက်တစ်ခုကျရောနမခဝေးပါနမခဝေးက8နဲ့16ပေါ့နော်ဒါရှိကိုစာဝေးခဲ့တဲ့အခါမှာနောက်တိုင်းမဲ့တရှိဒီရှိနှစ်လေးလီရှိဟုတ်ကဲ့ဒါဆိုရင်ရှိစာဝေးကိန်းတွေက1နှစ်၄ရှိပဲဖြစ်ပါတယ်စကူကတော့19ဒီစကူပဲရရတယ်။သူကတုတ်တာလင်းဖြစ်တဲ့အတွက်တင်းနဲ့အဲ့ဒီထိုးပင်းလာရရဆိုတဲ့အတွက် တစကိုးတရားစကိုးပေါ့နော်ဒါဆိုရင်စကိုးရဲ့စကိုးရင်းနေရတင်းတဲ့စကိုးနဲ့ဖြစ်ပါတယ်ဒါဆိုရင်ရှင်းတဲ့စကိုးတို့ရဲ့ဘုံပါနေရဲ့စကိုးရင်းရဘာဖြစ်လို့လဲတစ်ပဲတူတာဖြစ်တယ်တစ်လို့ရင်းနေဒါဆိုရင်အကြီးဆုံးမှုစကိုးရင်းရလည်းတစ်ဖြစ်ပါတယ်ဒီမှာကားငယ်ပါ16နဲ့87ကိုစကိုးရင်းပဲတဲ့ကောင်မှာ16ကိုရင်းလုံးဖြစ်လို့နော်ဆချောက်ကတင်းဆချောက်လီဆချောက်မြစ်ရှိလီဆချောက်လေးလေးလီဆချောက်ရှင်းနော်ဆချောက်ရဲ့စာဝေးကင်းနေရတင်းနေလေးရှေးဆချောက်လေးရနှလုံးဆိုတော့ကျွန်တော်တစ်လုံးပဲယူနေတယ်နော် နောက်တစ်ခုက87ပါ87ကတင်း87ရီ87နောက်နောက်ကျ329ရီ87အတွက်နှစ်လျော်ဝင်လို့မရနော်နှစ်နဲ့မစားလို့ပြက်ဘူးနောက်တစ်ခုကကျတော့69လီ87ပါနော်ဘာလို့ရှိရင်ဆရာမတို့က87ရဲ့စာကွက်ကြီးနေရာ1 3 4ကိုနှလုံးဆိုတလုံးပိုက်လိုက်မယ်။နောက်က29 87ရုပ်ဖြစ်ပါတယ်။အဲ့ဒီမှာကျွန်မဘုံပါနေတဲ့စာကွက်ကိနေနော်။သူတို့နှစ်ခုမှာဘုံပါနေတဲ့စာကွက်ကိဖြစ်ပါပဲ။ဒါကြောင့်မို့ဒီဆုံးစာကွက်ကိလည်းတစ်ပဲ။ဒါငယ်ပြီးတော့ကာကြီးပါ။ ဒါချင်းမှကြာဆမော100နဲ့90ကိုဆောင်းရင်းဖြစ်မှာနော်ခနေနေရနည်းနည်းရပါတယ်100ကိုဆောင်းရင်းခွဲတဲ့ကံမှာနော်တိ100လီတိ100လီ100 150လီ100နောက်က45လီ100 90လီ100နော်နောက်က10 10လီ100အဲ့လိုရှိရင်ကျွန်တော်100ကြီးစာဝဲလေးနေတာဘာလဲဖြစ်မလဲဆိုလို့ရှိရင်เนาะ100ကြီးစာဝဲလေးနေတာ1 2 4 5 10 20 25 50နဲ့100လို့ဖြစ်ပါ အဲ့တော့130ကိုစာဝဲခဲ့တဲ့ခါမှာ1 130ဒီ130တော့105ဒီရမယ်ငါက390 390ဒီရမယ်ငါက42ဒီတော့တော့635ဒီရမယ်930ဒီရတယ်130ပါ10 20ဒီရတယ်130 145ဒီရတယ်130နော်ဒါကြောင့်ဟိုကျတို့က130ကြီးစာဝယ်ခဲ့နေတာ1 2 3 5 6 9 10 ့်14 15 27 30 35 40 90 150 150လို့ဖြစ်ပါတယ်။ဒါအစင်လိုက်ပဲခေါ်တာဖြစ်ပါတယ်နော်။အဲ့ဒီဘုံမာနီရဲ့စာဝေးကိနေရာဘာဖြစ်မလဲဆိုရင်တော့တိရဲ့2ရဲ့နောက်က9ရဲ့10ရဲ့ကဘုံပါနေရာပါအဲ့ဒီအကြီးဆုံးမုံစာဝေးကိနေရာတော့ကျွန်တော်10ဖြစ်ပါတယ်နောက်ကနံပါတ်3အောက်ပါတို့ကြီးအကြီးဆုံးမုံစာဝေးကိနေရာတို့စာဝေးနေပြီရှာပါတယ်အဲ့ဒါဆိုတော့နံပါတ်ကကြီး160နဲ့200 256 160ကိုစာဝေးခဲတဲ့ခါမှာဆံမတို့ဒီမှာတစ်ခါရဲ့ခွဲပြလိုက်တယ်ဗောနော်သူဟိုက ။မြန်မင်းလိုစင်ရင်မခွဲပါနဲ့ဆိုတော့ဒါရဲအကျဲမှာခွဲပြီးတော့ဒါကရေးလိုက်တာပေါ့နော်။ဒါရင်ညနေလေးလေးနဲ့ရှေ့ရှင်းနေဆက်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 နေ30နှစ်30နှစ်5လီကတရားချောင်းဆို။ဒါရင်တရားချောင်းကိုစာရင်းခွဲတဲ့အခါမှာနှစ်5တက်နဲ့5တစ်ချက်ရပါတယ်။နောက်တစ်ခုက256ကိုစာရင်းခွဲတဲ့အခါမှာဒီမှာနှစ်8တက်နဲ့နှစ်5တက်ပေါ့နော်။ရှေ့ကနှစ်5တက်နောက်ကဟာနှစ်3တက်ဆိုတော့ကျွန်တော်တို့ block ရတယ်ဆိုရင်နှစ်8တက်ပေါ့နော်။ပြောရမယ်ဆိုတော့နှစ်8တက်ပါ။ဒါရင်နှစ်8တက်နဲ့နှစ်5တက်နဲ့ဆိုရင်ကျွန်တော်တို့အကြီးဆုံးကိုစာရင်း ခွဲတဲ့ကောင်မှာအငယ်ဆုံးစုစုရဖြစ်တဲ့နှင်းငါးတက်ကိုလိုက်ပါတယ်။ဆိုတော့နှင်းငါးတက်ချင်းချင်းတူတာဖြစ်တဲ့ဆိုတော့နှင်းငါးတက်ကိုလိုက်ကြတယ်နော်။ဒါရင်နှင်းငါးတက်နဲ့နှင်းငါးတက်ဆိုတာအမြောက်မဟုတ်ဘူးနော်ဒီကြားညီညာချင်းမှာနှင်းငါးတက်ကိုစမောက်နှစ်ကို၅ကမြဲတဲ့ကောင်မှာ32ရတယ်ပေါ့နော်။နောက်တစ်ခုကနံပါတ်ခဝေးပါ။နံပါတ်ခဝေးက25ရဲ50ရဲ100ရဲဟုတ်နော်ဒါဆို25ကိုစောင်းရဲခွဲတဲ့ကောင်မှာငငါး25တော့ငါးနှစ်ထက်ရတယ်။90ကိုစောင်းရဲခွဲတဲ့ကောင်မှာ2ရဲ9ရဲ9ရဲရတယ်နော်။ဒါကြောင့်မို့ ။နှစ်9လီ10 35လီ50နှစ်တစ်ထက်နဲ့9နှစ်ထက်ပါ။တရားစာရင်းခဲ့တဲ့အခါမှာနှစ်နှစ်ထက်နဲ့နှစ်နှလုံးနဲ့9နှစ်လုံးရတယ်။နှစ်နှစ်လီ4 5နှစ်10 25လီတရားပေါ့နော်။အဲ့ဒါကျတို့ပြန်ပြီးတော့ပြတဲ့အခါမှာရှေ့ရကိန်းရနေရမှာပေါ့နော်။ဒါပေမဲ့နှစ်နှစ်ထက်နဲ့9နှစ်ထက်ဖြစ်ပါတယ်။ဒါပေမဲ့တို့ရဲ့အကြီးဆုံးပုံစာပေးရေးကိုရှာတဲ့အခါမှာတူရာပဲယူမှာဖြစ်တဲ့အတွက်25မှာ9နှစ်ထက်20မှာလည်း9နှစ်တရားမှာလည်း9နှစ်ထက်ဆိုတော့9နှစ်ထက်ကိုယူလိုက်မယ်။ငန်းရဆိုတာကငန်းကားကြီး25ဒါတစ်ခုကနမကားငယ်ပါ နမကငယ်က125ရယ်140ရယ်335ရယ်ပေါ့နော်ဒီ125ဆောက်ရဲခဲ့တဲ့ကံမှာ935မြောက်ရင်125ရဲ့ဒါကြောင့်ငါ3တက်လို့ယူမယ်140ကိုကြတော့ဒီမှာ2လေးတက်နဲ့3နဲ့5နဲ့ရနော်2နဲ့4 4နဲ့4ရေရှင်းနေ16 16 3 48 48 5ကြီးက140ဒါကြောင့်မို့2 3တက်ရဲ့305ရဲ့2လေးတက်ရဲ့305ရဲ့ရပါတယ်တော့35ကကြတော့965လို့ဒီတော့ ဲ့ဒီမှာချက်ဆက်ခွန်ကကြတော့ဆိုတော့သုဒ္ဓကိဆိုဆက်ခွဲလို့မရတော့ငါကလည်းသုဒ္ဓကိဆိုဆက်ခွဲလို့မရတော့ဘူးဒါဆိုရင်ကြီးတော့မဆက်ခွဲရင်ရှာတဲ့အခါမှာကျွန်တော်တို့တူရာယူမယ်ဆိုတော့ကျွန်တော်တို့ငါးတွေတူရမှာနော်ဒါပေမဲ့အထက်နေတာယူမယ်ဆိုရင်ငါးတုံးမဲ့ယူပါတယ်ဒါကြောင့်ကြီးတော့ဆက်ခွဲခင်းရငါးဖြစ်ပါတယ်နံပါတ်၄ကတော့အနေအား140စီမီတာတဲ့နောက်က16စီမီတာ210စီမီတာသိသိရှိတော့ကျိုးသုံးချောင်းပေးထားပါတယ်တဲ့အဲ့ဒီကျိုးသုံးချောင်းမှာအရှိတီတော့အပိုင်းငယ်တွေပိုင်းချက်မစေဒီပိုင်းစီအတွက်အရှိဆုံးလေးရာကလူလက်စီပိုင်းဖြစ်ရမယ် အခြေဆုံးလေးရဆိုတာအခြေဆုံးကိုစာပေါ်လေးမှာပဲဒါမျိုးနော်ပါကျိုးရဲ့ပထမကျိုးရဲ့အလျာက140စင်တီမီတာဒူးကျိုးရဲ့အလျာက160စင်တီမီတာတတိယကျိုးရဲ့အလျာက210စင်တီမီတာအပြင်ပိုင်းပြရမယ့်အခြေဆုံးလေးရဆိုတာက140 160ချင်းနဲ့210တို့ရဲ့အကြီးဆုံးမုံစာကိုကိန်းကိုရှာခိုင်းတာဖြစ်ပါတယ်။140ကိုရှာတဲ့အခါမှာ140ကနှင်းမြောက်နှင်းမြောက်၅မြောက်ခွနေရပါတယ်။ဒါဆိုရင်နှင်းနှစ်ထပ်နဲ့၅မြောက်ခွနေပေါ့နော်။နောက်တစ်ခုက168ပါ ညာ68ကကြောက်တယ်နှစ်မြောက်နှစ်မြောက်နှစ်မြောက်3မြောက်ခုနှစ်နှစ်သုံးတက်နဲ့3မြောက်ခုနှစ်ရပါတယ်အဲ့ဒီမြောက်လာတဲ့ကဏ္ဍတွေပြန်တွဲကြည့်ရင်ရှင်းသောကဏ္ဍရတယ်ပေါ့နော်ဒါတို့ဘုရားကြာ210ကိုခွဲတဲ့ကောင်မှာနှစ်ရ3ရ5ရခုနှစ်သူကအထင်ကြီးမပါတဲ့ဒီအိမ်မဲ့ရေးထားတယ်ပေါ့နော်အပြင်ကတော့ကဒီဆုံးမုံစာပဲရုံချရတဲ့ကောင်မှာနော်တူလာယူမယ်သူကနှစ်တည်တူတယ်ဒါပေမဲ့ထက်နေတော့ကနှစ်တလုံးဖြစ်တယ်တလုံးပဲယူတယ်သူကခုနှစ်တည်တူတယ်ညမို့နော်ခုနှစ်တကိုလည်းလုံးယူလိုက်တယ်အဲ့ဒီမှာ3ရကြတော့လေ သုံးကြတော့တရားကြောက်ချင်းနဲ့နေရာတစ်ဆင်မှာပါရဲဒါမှ140လို့မပါဘူးငားကြတော့140နဲ့နေရာတစ်ဆင်မှာပါရဲတရားတရားကြောက်ချင်းမှာမပါဘူးဒါကြောင့်မပါရဲသုံးသလုံးမှာမပါရဲဟာဆိုရင်ဒီလိုမရဘူးဒါကြောင့်ကိုစုစုပုံစားဝဲခဲ့ရနှစ်နဲ့ခုနဲ့ကမိခုနဲ့ကြီးက14ရပါတယ်နော်အဲ့ဒါရင်အကြီးဆုံးအကြီးဆုံးပုံစားဝဲခဲ့က14ဆိုတော့ပန်းပြရမယ့်အခြေဆုံးလေးရပါတယ်စတိတ်စုကြီးကဖြစ်ပါတယ်အဲ့ဒါကနံပါတ်5ပါအလဲ2560ပဲအနံ1160ပဲရှိတော့တဲ့ မြေခွက်ကြီးတစ်ခုကိုစတူရန်ပုံအိမ်မြေခွက်တွေကိုသတ်မှတ်ပေးမယ်ဆိုရင်အိန္ဒိယတစ်ခုရဲ့အကျယ်ဆုံးမြေများသတ်မှတ်ပေးနိုင်သည်ဆိုတာအရှိအကြီးဆုံးမှုစာကွေးကိုပဲရှားမှာပေါ့နော်။အဲဒီမြေခွက်ရဲ့လေယာဉ်က2560ပြီမြေခွက်ရဲ့အနယ်က1160ပြီ။ဒါဆိုရင်ဒီမှာတော့စီစီရန်ပုံမြေခွက်ကြီးအကျယ်ဆုံးလို့ရှင်2560နဲ့1160တို့ရဲ့အကြီးဆုံးမှုစာကွေးကိုရှားရမှာလို့ဖြစ်ပါတယ်။ဒါကတော့ဆောင်းရယ်ဆောင်းတော့တက်တက်နော်ဆောင်းဝင်းခွဲတဲ့ကောင်မှာအကျမ်းမှာခွဲပြီးဒီမှာပြန်ရေးတဲ့ကောင်မှာ အဲနှစ်က6ရက်နဲ့5တက်ဖြစ်ပါတယ်ဒါကြောင့်မို့နှစ်6ရက်အများ5လို့ရေးလို့ရပါတယ်နော်နောက်တစ်ခုကကြတော့ဆမက1160ပါ1160ဆိုတော့အကျဲမှာတက်ဒီမှာတခါကြီးရဲတဲ့ကံမှာနှစ်3တက်ရဲ9ရဲ29ရဲ29ကတော့တော်ကြေးတဲ့တည်းဆက်ခွဲလို့မရတော့ဘူးနော်တော့ကနန်းကြီးမှာဆက်ခွဲလို့မရတော့ဒီအိမ်မဲပြင်နေတယ်နှစ်3တက်အများ5အများ29အဲဒီအကြီးဆုံးပုံစံကိုယူချတဲ့ကံမှာသူကတူရာက2ရဲ9ရဲပါထက်နည်းဆုံးကတော့နှစ်3တက်နဲ့9တက်ဖြစ်ပါတယ်အဲဒီနှစ်3တက်က8ရပြီးတော့ ငါနဲ့နော်ပြတဲ့ခါမှာရှင်ကားဒီ40ဒါဆိုရှင်စူရန်ပုံမြေခွက်အရက်အကျယ်က40ပေးဖြစ်ပါတယ်တဲ့နောက်တစ်ခုကတော့နံပါတ်6ပါ129နဲ့365တို့မှာအချင်းတိအတိအကျအောင်စားနိုင်တဲ့အကြီးဆုံးမှုစားသွေးရေကိုရှာပါတယ်။ဟုတ်ကဲ့။ဒါဆိုရင်တရားတီကင်းရ129အချင်းတိရနော်129ဒါကမှမဟုတ်ရင်365အချင်းတိရမယ်ဆိုတော့ဒီမှာအချင်းရကြတော့တိဖြစ်တဲ့အတွက်ချင်းတိရသည့်မိကင်းရကြတော့129ရတာတိကုန်တော့128 နော်965ရက်အတိနုတော့364ဒါဆိုရင်ခြေတော်129ကိုရည်ကြီးဆုံးမဟုတ်စာဝန်ရှာခြင်းတဲ့ကမှာ120 128နဲ့364လိုရည်ကြီးဆုံးမဟုတ်စာဝန်ရှာခြင်းနော်ဒါလို့ရှိရင်128ကကျတော့စနစ်ဘယ်နဲ့ထည့်ရလဲဆိုရင်2ခုနဲ့ထည့်ရပါတယ်ဒါပြီးမနေ့ခုနဲ့ထည့်364ကကျတော့နှစ်မြောက်နှစ်မြောက်ခုနှစ်မြောက်73နှစ်နဲ့ထည့်ရခုနှစ်ရ73ဒါကြောင့်မလို့နှစ်ထက်များခုနှစ်မြောက်73 ။အဲဒီကြောင့်မောင်စာဝဲခင်းရကြတာကျွန်တော်နှစ်နှစ်ထပ်ပဲရတယ်။နှစ်ပဲတူတာဖြစ်တဲ့တည်းနော်။ပြန်နေဆက်ရှင်းမှာလည်းနှစ်ခုနှစ်ထပ်ရတယ်။တရား364မှာလည်းနှစ်ရှိတယ်။တူတာပဲဒီမှာဖြစ်တဲ့တည်း။တူတာအောင်မှထက်နေတာဒီမှာဖြစ်တဲ့နှစ်နှစ်ထပ်ကုန်လိုက်တယ်နော်။အပြင်ဒီကြောင့်မောင်စာဝဲခင်းက၄ရပါလေ။နော်ဒီကြောင့်မောင်စာဝဲခင်းရကြီး။အဲ့ဒီနံပါတ်9ကတရား9ကိုစားလိမ့်ရင်းနဲ့ဟိုအကျဉ်းနှစ်ကြံပြီးတရား85ကိုစားလိမ့်ရင်အကျဉ်း5ကြံပြီးစီယုံမှုစားခွင့်ရချလာတယ်နံပါတ်6နဲ့နေဆင်ပါတယ်ဒါဆိုမှတီကင်းရတရား9 အချင်းရတဲ့တော့မြစ်ကျမ်းမှာဒါကြောင့်မို့နော်အချင်းနေရတဲ့ကိန်းလူတွေတရားခွင်တွေကမြစ်ကိုလို့တော့105ရပါတယ်။ဟုတ်ပါတီကင်းရ165အချင်းရ90ကျမ်းပဲဖြစ်တဲ့အတွက်အချင်းငါရနေမြဲတီကင်းရတော့165ရဲ့9လို့တော့180ရရှိပါတယ်။အရင်ကျွန်တော်တို့လူကျင်တာကဒီလိုမုံစာကလေးလူကျင်တာဒီလိုမုံစာကလေးလူကျင်လို့ရှိရင်ကျွန်တော်ကဘာလို့နော်ဒီလိုမုံစာကလေးကိုဖွဲမယ်ပေါ့နော်စာကလေးကြီးဖွဲမယ်ရ9ကိုစောင်းရင်းခဲတဲ့အခါမှာ3ရဲ9ရဲ့ဖွင့်ရရတယ်။3 45 59ခုနဲ့တရား အဲ့ဒါ180ကို꿰တဲ့ခါမှာကျတော့ပြစ်နှလုံး၃နှလုံး900ရပါတယ်ပြစ်နယ်ဒီ၄၄လုံး၁၀နှစ်၁၂လုံး၃၆၃၆၅ကြီးက180ဒါမို့ပြီးနှစ်ထက်၃နှစ်ထက်900ရပါတယ်အပြင်အစည်းအဝေးပုံစံဝေးကိုရှာတဲ့ခါမှာ2ရာယူမယ်ဆိုတော့နော်အပေါ်ကင်းက300ရဲ့900ရဲ့ခွဲဒီမှာ200ရဲ့300ရဲ့900ဆိုတော့ဒီတော့35နဲ့တူတယ်35နဲ့ကမှမှာအထက်နေရဆိုတော့တုတ်တထက်နဲ့တုတ်တထက်မှာတုတ်တထက်ကိုယူမယ်900ရာတော့တစ်ထက်ပဲဆိုတော့တစ်ခုပဲယူလိုက်ပြီနော်အဲ့ဒီအစည်းအဝေးပုံစံဝေးက3915ဖြစ်ပါတယ် ဒါဆိုရှင်ဒီနံပါတ်9ဒီပေါ့နော်ဒီချင်းက2.5ကဒီဘက်ကနံပါတ်9ဒီပါပြီအဆုံးနေရှိသေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်